တခုခုကိုလေးလာနေရင်းနဲ့အဆုံးအထိမသွားနိုင်ဘူး။တခုခု goal တခုခုကိုကျွန်တော်သွားမယ်လို့ကြံစည်ထားပြီးတော့အဆုံးအထိမသွားနိုင်တာမျိုးတွေဖြစ်ဘူးလား။ကျွန်တော်သာဆိုရင်တော့ခဏခဏဖြစ်ဘူးလေ။ကျွန်တော်ရဲ့ဒီကြောင်းမှာလည်းကျွန်တော်ရဲ့ဒီတင်နန်းသားတော်တော်များများလည်းအဲ့လိုမျိုးတွေဖြစ်ကြတယ်။အဲ့တော့အဲ့ဒါတွေကဘာကြောင့်လဲ။ကျွန်တော်တို့ဘာတွေလွဲနေလို့အဲ့လိုဖြစ်တာလဲ။ပြကျွန်တော်တို့အဲ့ဟာတွေကိုပြန်ပြီးတော့ပြုပြင်ဖို့ပြန်ပြီးကျွန်တော်တို့တစ်ခုခုကိုစုံစမ်းတိုင်အောင်ဒီကိုယ့်ရဲ့ အဲဒီအလုပ်တစ်ခုဖြစ်ကိုယ့်ရဲ့ career တစ်ခုဖြစ်ကျွန်တော်တို့လုံနိုင်မှုပြောင်းလဲရတဲ့နေရာမှာဘယ်လိုဟာရည်လို့လဲအဲ့တော့ကျွန်တော်အခုဒီ video မှာဆွေးနွေးပြသွားပါမယ်အဲ့တော့ကျွန်တော်နာမည်ကတော့ဘိုးဘုံမင်းပါကျွန်တော်ဒီ channel ကိုမကြည့်ဘူးတဲ့သူဆိုလို့ရှိရင်တော့ ကျွန်တော်ကိုကျွန်တော်ပြန်မိတ်ဆက်ပေးပါမယ်ကျွန်တော်နာမည်ကဘူဘုံမင်းပါလက်ရှိ Technodey ရဲ့ကျွန်တော် founder ဖြစ်ပါတယ်ပြီးတော့ကျွန်တော် educator တယောက်လည်းဖြစ်ပါတယ်ကျွန်တော် software developer တယောက်လည်းဖြစ်ပါတယ်အဲ့တော့လက်ရှိကျွန်တော်နေ့စဉ်နဲ့အများဒီចောင်းသားရင်းနဲ့ကျွန်တော်ထိတွေ့ရတယ်ကျွန်တော်တို့ Technodey မှာသင်တန်းတွေအများကြီးဖွင့်လာဖြစ်လို့ကြောင့်မလို့ចောင်းသားတွေကျွန်တော်တို့ရောင်းနေရှိအောင်ကျွန်တော်တို့ထိတွေ့ဆက်ဆံနေရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ចောင်းသားတွေရဲ့ behavior score ကျွန်တော်အများစုမှာဖြစ်တဲ့ behavior score ကိုကျွန်တော်အခု DVO လေးမှာမျှဝေသားပါမယ် တော့နံပါတ်1တစ်ချက်ကကျွန်တော်တို့ဘာလဲဆိုတော့ဒီကိုယ့်လူတွေကဘာလို့ဒီဟာကိုစုံကန်းတိုင်အောင်မလုပ်နိုင်လဲဆိုတော့နံပါတ်1ကကိုယ့်လူတွေမှာဘာမရှိရလဲဆိုတော့ကျွန်တော်တို့က goal မရှိတာအဲ goal မရှိရဆိုတော့တကယ်တမ်းပြောရင်လမ်းပြောက်တယ်ဆိုတော့ဟိုတကယ် normal ပဲ just normal ဘာမှအဲ့ဒါစိတ်သက်သာစရာမဟုတ်ဘူးဒါပေမဲ့ အဲ့လမ်းပြောက်တဲ့အတိုင်းကိုကျွန်တော်တို့ကလမ်းမချဘဲနဲ့အကြိုင်းနေနေတော့အဲ့ဒါပြဿနာတစ်ခုဖြစ်လာပြီ။ဘာလဲဆိုတော့အဲ့လိုလမ်းခဏခဏပြောက်တယ်ပြောက်တာလည်းအရင်ကြာတယ်ကိုကလည်းအဲ့ဟာကိုပြန်ပြီးလမ်းမှန်အောင်မချဘူး။ပြန်ပြီးတော့ကိုကမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်လဲဆိုရင် Chain motivation တွေကြာမယ်၊ ban out ဖြစ်မယ်၊ဆက်မလုပ်ဖြစ်တော့ဘူး။ဘယ်အောင်မှဆက်မလုပ်တော့ဘဲနဲ့ကြောခိုင်းရတာမျိုးဖြစ်တတ်ပါတယ်။အဲ့တော့နံပါတ်၁ဆက်ကကျွန်တော်ဘာကိုသိရမှာလဲဆိုတော့ ကိုဘာလို့ခြင်းလဲကိုသိရမှာဖြစ်တယ်တတော်များများကကျွန်တော်တို့က social norm တွေပေါ့နော်အဟိုဟာကနာမည်ကြီးရယ်ဒီဟာကနာမည်ကြီးရယ်ဟိုတင်နန်းဘူကောင်းတယ်ဒီတင်နန်းဘူကောင်းတယ်အဟို career ကတော့ပို့ပြီးလာဆိုင်ရတယ်ဒီ career ကပို့ပြီးလာဆိုင်ရတယ်တတော်များများအဲ့ဟာတွေနဲ့ကျွန်တော်တို့ကဒီပြည့်နေတာများတယ်ဥပမာ programming ကိုလေ့လာကြတယ်ဘာလို့လဲဘာလို့ programming ကိုလေ့လာတာလဲကိုကိုကိုပြန်မေးဘူးလားမသိဘူးကိုကိုကိုတခြားတော့ပြန်မေးကြည့်ပါလားကျွန်တော်တို့ဘာလို့ငါ programming ကိုလေ့လာဖြစ်တာလဲ ဘာလို့ငါ software engineering ကိုလေ့လာတာလဲတော်တော်များများတော့အရန်ကြိုက်လို့အရန်ချစ်လို့ဆိုတာမျိုးနဲပါတယ်ကျွန်တော်ကျွန်တော်ရဲ့သင်တန်းသားအရင်မှာလည်းအဲ့လိုလူတွေတကယ်တမ်းနဲတယ်ကွာတိလာအဲ့တော့ကျွန်တော်တို့ကအဲ့ဟာအရေးကြီးဆုံးပဲဘာလို့ဆိုတော့ကိုဘာဖြစ်ရှင်တာလဲအရန်အရေးကြီးရဲ့ကိုဖြစ်ရှင်နေဟာကိုကျွန်တော်လောက်အောင်မှာပဲချိတ်ဆက်သွားလို့အဆင်ပြေတာပေါ့နော်အဲ့မှာကျွန်တော် motivation ကဟိုအဆင်ပြေအဲ့ကျွန်တော် direction မှန်မှန်ကျွန်တော်တို့သွားနိုင်မလို့ပဲဥပမာပြကျွန်တော် personal leadership ပေါ့နော်ကျွန်တော်တို့ကဟို နည်းနည်းလေးကျွန်တော်ဘုဟုသုတရအောင်ပြပြရမယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်ရဲ့ personal တရက်တရက်ကျွန်တော်ဘာလုပ်ကြလဲ management လုပ်ကြတယ်ဟာငါတို့ဒီနေ့ဘယ်နှနာရီထမယ်ငါတို့ဘာလေးလာမလဲဟာပြီးရင်ဘယ်နှနာရီမှာဘာလုပ်မယ်ဘယ်နှနာရီမှာဘာလုပ်တော်တော်များများ personal management ကိုလုပ်ကြတယ်ကိုကိုကိုသတိထားမိလားတော့မသိဘူးအဲ okay မနက်အရာစောထားမယ်ဘာစားမယ်ဘယ်သွားမယ်ဘာလုပ်မယ်အထားသူကျွန်တော်က management မှာကျွန်တော်တရက်တရက်ကျွန်တော်24နာရီကိုကျွန်တော်တို့ဘာကိုကျွန်တော်တို့ management လုပ်နေရတယ် အဲ့တော့ဒါပေမဲ့အဲ့ leadership မဟုတ် personal leadership ဆိုတာကကျွန်တော်ကျွန်တော်ကဘာလဲဆိုရင်ကို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 ကဘာလိုချင်လဲကိုကဘယ်ကိုသွားမလဲအဲ့ဟာတွေကိုမြင်တတ်ဖို့လိုတယ်ဥပမာပြကျွန်တော်တို့ဟိုဒီ management ဘက်မှာဆိုရင်ကျွန်တော်တို့ဒါဟိုစကားပုံတစ်ခုရှိရယ်အဲ leadership ဆိုတာကကျွန်တော်တို့က doing the right things ပေါ့နော်ကျွန်တော် management ဆိုတာက doing the things right ကျွန်တော်ဘာကောင်းွားလဲဆိုတော့ leadership ဆိုတာကတော့မှန်ကန်တဲ့ဟာတွေကိုလုပ်တာမှန်ကန်တဲ့ဟာကိုလုပ်တာ အဲ့လိုပဲကျွန်တော်တို့က management ဆိုတာကကြောလုံမဲ့ဟာကိုမှန်မှန်ကန်ကန်ဖြစ်အောင်လုပ်တာအဲ့ဒါလေကျွန်တော်တို့ကွာအဲ့တော့ကျွန်တော်တို့က leadership ကအရင်လာတယ်ဘာလို့လဲဆိုတော့ personal leadership ကကျွန်တော်တို့အရင်လာမှကျွန်တော်မှန်ကန်တဲ့ဟာကိုကျွန်တော်တို့ကတိမှ လုပ်တဲ့အခါမှာကျွန်တော်တို့မှန်မှန်ကန်ကန်ရအောင်သွားလုပ်လို့ရမှာအစအရေးကကျွန်တော် leadership မှာကိုသွားပြီးချလာတဲ့ goal အဲ့ဒါကိုတကယ်သွားချင်နေရမှာမဟုတ်ဘူးကိုသွားချင်တဲ့နေရာမဖြစ်နေဘူးဆိုရင်အဲ့အောင်မမှန်ကန်ကန်လိုက်လုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ကနေရာအမှားကြီးကိုပဲရောက်သွားမှာဥပမာကျွန်တော်တို့ကနေရာတစ်ခုကို တက်ရှင်နဲ့လှေကားထောင်လိုက်တယ်။ဒါပေမဲ့ကိုထမောင်ရဲ့နိုင်ငံကြီးကအမားကြီးဆိုလို့ရှိရင်လှေကားအဆုံးမှာကိုကနေရာအမားကြီးရောက်သွားမှာပဲ။ပြောချင်တာကကျွန်တော်ကနံပါတ်၁ကကိုဘာလို့ချင်တာလဲ။ကိုဘာဖြစ်ချင်တာလဲ။ဒါအခုကိုကိုမေးခွန်းနေအများကြီးမေးပါ။အဲ့တော့ကျွန်တော်ကကျွန်တော်မိမရဲ့ပြဿနာအဲ့ဟာကိုမသိတာပေါ့နော်။အဲ့တော့ကျွန်တော်တို့အကုန်လုံးကပြောလိုက်တယ် programming ရမ်းလိုက်တယ်လေ့လာလိုက်တယ်ဟာ software engineer တွေ dev or ai machine learning ဒါမှတခြားသောနယ်ပယ်မှာဆို marketing finance အများကြီး ခေါင်းထဲမှာအရင်ကျွန်တော်တို့ဟိုချုပ်ထွေးတဲ့ခစ်ကြီးကွာသိလားတကယ်ဆိုရှယ်မီဒီယာကြီးလည်းရှိတယ်ရက်ကွက်ထဲမှာလည်းပြောတယ်စာအုပ်တွေမှာလည်းပြောတယ် Messenger မှာလည်းပြောတယ် Facebook မှာလည်းပြောတယ် information တွေအများကြီးအများကြီးအများကြီးဖြစ်နေတဲ့ခစ်ကြီးထဲမှာခုခုကိုတစ်ခါတော့ပြန်မေးကြည့်ပါလားကိုဘာဖြစ်နေတာလဲဆိုအဲဟာလေးကကျွန်တော်အရင်အရေးကြီးပါတယ် အဲ့အောင်ရေးကျွန်တော်တိမှာ personal leadership ကကျွန်တော်မှန်မှာပဲကျွန်တော်သွားချင်တဲ့ goal ကိုကျွန်တော်က clear ဖြစ်ဖြစ်မြင်ပြီဆိုရင်ကျွန်တော်ကအဲ့ဟာကိုရအောင်သွားမယ်နီးလန်းတွေကိုခြာဖက်လို့ရတယ်လေ့လာလို့ရတယ်အဲ့ဟိဘုံမှာပြန်ပြီးတော့ကိုယ့်ကိုပလန်ပြန်လုပ်လို့ရတယ်ပြီးတော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့မှ management လုပ်လို့ရပါတယ်အဲ့တော့ဘောနောက်တစ်ခုဘိုးစတာတစ်ခုရအောင်ပြောရင်ဘဝမှာကျွန်တော်ဘဝမှာမဟုတ်တကယ်လောကကြီးမှာအရာအားလုံးကနှစ်ခေါက်ဖန်နေကြတာအင်းကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုတော့အကုန်လုံးက အရင်ဆုံးပမာဖန်လေးရလဲဆိုရင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖန်လေးရပြီးတော့မှအပြင်မှာဖန်လေးတာကျွန်တော်တို့တစ်ခုခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ imagination ကအရင်စိတ်ကူးယဉ်ကြည့်ရကျွန်တော်တို့ကစိတ်နဲ့ plan လုပ်ကြည့်လိုက်တယ်။အော်ငါသာဒါကြီးဖြစ်လာရင်ဒီလိုဒီလိုဒီလိုငါဘဝကဒီလိုပြီးရင်အဲ့ဒါကိုတကယ်လက်တွေ့တကယ်အပြင်မှာ real world မှာလိုက်လောက်တာအဲ့တော့ပထမ ဟာကိုကျွန်တော်မှတ်မှန်ကန်ကန် step 1 imagination မှာရှိတဲ့ step ကိုမှတ်မှန်ကန်ကန်ကျွန်တော်တို့က define လုပ်နိုင်မှာဒုတိယအဆင့်တကယ်လက်တွေ့လိုက်အကောင့်ထဲပေါ်တာကလည်းအဆင့်ပြေမှာအဲ့တော့ဥပမာကျွန်တော်အိမ်တစ်လုံးကိုစောက်တယ် ကျွန်တော်နံပါတ်1ဒီဇိုင်းပိုင်းကိုကျွန်တော်ကျော်ပြီးတော့လုံးဝရှောက်ပြီးတော့အိမ်ဝင်ဆောက်လိုက်တယ်ဒါမကြိုက်ဘူးဆိုရင်ကျွန်တော်ပြန်ပြင်ရတဲ့အခါမှာ cost ကြီးအရန်ကုန်တယ်ပတ်စံကြီးအရန်ကုန်တယ် cost effective မှာဖြစ်တော့အဲ့ကျွန်တော်ကဘာလဲဆိုလို့ရှိရင်နံပါတ်1အဆင့်ဖြစ်တဲ့ဒီဇိုင်းဘက်မှာ clear ဖြစ်နေရဟိုငါဆောက်ရှင်တာဒီလိုအေးဒီလိုသွားဒီလိုဒီလိုအဲ့ဆိုကျွန်တော်လောက်ပြီးလဲဆောက်ရတာအဲ့လောက်ကြီးမခတ်တော့ပြန်ပြန်အမှားလဲကျွန်တော်နေသွားပြီအဲ့လိုပဲကျွန်တော်ရဲ့ဒီ career ကိုကျွန်တော်ရှာတဲ့နေရာမှာလဲကျွန်တော်တို့ဘာဖြစ်ရှင်တာလဲဘာလို့ရှင်တာလဲဘယ်ကိုသွားမှာလဲအဲ့ဟာကိုအရင်တိကျ define လုပ်ပါ define လုပ်ပြီးတော့မှအဲ့ရအောင်သွားလို့ရတဲ့ plan တွေ road map တွေ management တွေကိုနောက်ကလိုက်ပါ management အရင်လုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ loop တဲမှာပဲလည်နေလိုက်မယ် motivation တွေပြောင်းနေလိုက်မယ်ပေါ့နော်အဲ့ဒါအရောနံပါတ်တစ်ချက်ပေါ့နံပါတ်နှစ်တစ်ချက်ကတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်ဟိုစလိုက်တယ် okay တွေ့လိုက်ပြီစလိုက်တယ်ဒါပေမဲ့ကြိုင်လို့နောင်ရက်သွားတယ်အဲ့ဟာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီ landing လုပ်တဲ့နေရာမှာကျွန်တော်တို့ effect တစ်ခုရှိရင် is oh dunning kruger effect လို့ခေါ်တယ်အဲ့ဟာအရင်ကျွန်တော် simplify လုပ်ပြီးပြောရအောင်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ဒီဟို motivation level နဲ့ confident level နဲ့ကျွန်တော်တို့ရဲ့ skill ကဆက်ဆက်မှုရှိရပါတယ်။ဒီကျွန်တော် skill ကဒီ h မှာရှိတယ် motivation level ကဒီ y မှာရှိတယ်။အဲ့တော့အဲ့ graph လေးကိုကျွန်တော်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီခုခုကိုစပြီးကျွန်တော်လေ့လာတော့ဆိုလို့ရှိရင်အစပိုင်းမှာအကုန်လုံးကလွယ်တယ်။ကျွန်တော်တစ်ချက်စဉ်းစားကြည့်လိုက်။ programming စလေ့လာရဆိုလို့ရှိရင်ကျွန်တော်တို့ ရင်မခတ်ဘူး။ဘာပဲကျွန်တော်ကစလိလာလေးလာကျွန်တော်အသက်လေးလာဖြစ်တော့ကြောင့်မို့ကျွန်တော်တို့ရဲ့ဒီ information အသက်တွေကို absorb လုပ်နိုင်တဲ့နှုံးကညံတယ်ကောင်းတယ်အဲ့တော့ကျွန်တော်တို့တော်တော်လေး smooth ဖြစ်တယ်ပေါ့နော်ဟာငါဒီလောက်ခတ်မယ်ဒီလောက်လည်းမမထင်တာဘူးဟာငါနဲ့အဆင်ပြေမှာပဲဆိုတာမျိုး confident level ကတက်သွားတယ်ဒါပေမဲ့အဲ့လိုနေနေမှာကျွန်တော်တို့က တချို့ကကျတော့အဲ့နေမှာရက်သွားအဲ့နေမှာရက်ပြီး feed တက်သွားကြတော့အဲ့အဲ့မှာ feed နေပြီးကျွန်တော်ဆက်မလုပ်တော့အဲ့ဒါနဲ့ဘာမှမဖြစ်လာဘူးတကယ်တမ်းအဲ့အပေါ်တက်သွားပြီးဆိုလို့ရှိရင်ကျွန်တော် confidence level တက်သွားပြီးသွားပြီးဆိုလို့ရှိရင်အောက်ကဆက်လိလိုင်းလိလိုင်းလိလိုင်းနဲ့ဘာကြီးစားတွေ့လာလဲဆိုအဲ့ဘာသာရဲ့နည်းနည်းခက်ခဲတဲ့အပိုင်းလေးတွေကိုစပြီးတွေ့လာအခုမှ maybe ကျွန်တော် programming မှာဆိုလို့ရှိရင်လည်းတချို့သင်ခန်းစာရောက်လာတဲ့ခါမှာအရင်မလွယ်ကူနေတော့တခြားဘာသာရဲ့ဒီမှာဆိုလို့အရင်မလွယ်ကူနေတော့အဲ့ဒါလူကနည်းနည်းစပြီးစဉ်းစားလာပြီဩငါထင်တဲ့လောက်တော့မလွယ်ပါလားကောငါတိကျရင်အများကြီးရှိသေးတယ် โอเคအဲ့ဒီမှာစက်လီလိုင်းလိုင်းလေတော့ confident out ထိုးကြပါတာဟာခတ်လိုက်တာငါဒါလို့ဖို့ဝင်ဖွာလာတာမဟုတ်ဘူးဒီပိုင်းဖြစ်သွားရောအဲ့အဲ့ဒီအဲ့ confident out ဆုံးလိထိုးကြပါတယ်အဆင့်ကကျွန်တော်တို့ရဲ့ turning point တကယ်အဲ့နေရာမှာကျွန်တော်အပြောင်းလဲဖြစ်မှာအဲ့ဒါကိုဆက်တက်တဲ့သူကကျွန်တော်တို့အဲ့ဒီ level မှာ professionality သွားနိုင်လောက်တဲ့ skill ကိုလမ်းလွန်နိုင်လိမ့်မယ်ဘာလို့ဆိုအဲ့နေရာကျွန်တော်တို့အဲ့ဒီ learning လုပ်နေတဲ့ journey ရဲ့တက်ဝက်ပဲတကယ်တမ်းအရော အတဝက်မှာတော်တော်များရက်လိုက်တာများပဲဘာလို့ဆိုတော့ဒီဒီကျွန်တော်တို့ mental ပေါ့နော် mental state ကိုတိတ်ပြီးတော့နားမလည်လို့လို့ကျွန်တော်တို့ကပြောလို့ရတယ်ဒါကိုကျွန်တော်တကယ်နားလည်သွားပြီဆိုလို့ရှိရင်အဲ့လိုအရင်ဖြစ်နေပြီဆိုတရားပေါက်ခါကိုကဒီဘာသာရဲ့အလေအရကိုကိုရောက်နေပြီလို့ကိုမှန်းလို့ရတယ်အဲ့နှစ်ယောက်တော့ကိုကတေးချာချာဒီဇိုင်းမမတ်လုပ်ပြီးကြော်သွားနိုင်တယ်ဆိုလို့ရှိရင်အဲ့ဘာသာရဲ့နဲ့ကိုနေကြရဲမှာအဲ့လောက်ကြီးကျွန်တော်အခက်ခဲရေမရှိတော့ ကျွန်တော်ကိုယ်တိုင်ဆိုလည်းဖြစ်ဘူးတယ်ရေနော် programming ဆိုလို့ချင်းဘယ်လို့မှမလုပ်တော့ဘူးအကျွန်တော်အရင်တော့ network တွေဒီ assistant admin တွေဘက်ကနေလာတာပေါ့နော်လုံးဝကုတ်မရေးဘူးလို့စဉ်းစားထားရတဲ့သူတွေမှပါတယ်ဒါပေမဲ့အဲ့လိုပဲကျွန်တော်ကုတ်စရေးတဲ့ခါမှာကျွန်တော်တို့အဲ့တက်ဝက်လောက်မှာကျွန်တော်အကြာကြီးပဲကျွန်တော်နှစ်နှစ်လောက်ကျွန်တော်ကြာတယ်တကယ်အဲ့လောက်ထိအောင်ကြာတယ်အာမလို့ရှင်တော့ပြောင်းအောင်လို့ဆက်ကူပြောင်းအောင်ပြန်ပြီးမလို့ရှင်တော့ကျွန်တော်ဘာလဲဆိုတော့ကျွန်တော်3လလောက် အဲ့နေရာအဲ့အလဲမှာ၃လလောက်ကျွန်တော်လုံးဝတောက်ခံပြီးတော့မြန်ရအောင်လုပ်မယ်ဆိုပြီးနေ့တိုင်းကျွန်တော်ဒီကုတ်ဝါတို့ educated io တို့မှာကျွန်တော်သွားပြီးကုတ်တွေရေးတယ်စာတွေဖတ်တယ်ကျွန်တော်နေ့စဉ်လုပ်တာလုံးဝလုံးအဲ့၃လလောက်ပြီးသွားတဲ့အခါမှာကျွန်တော်ပိုင်တုံကကျွန်တော်တို့ကျွန်တော်နဲ့တရားရဲကြပါတယ်အခုဆိုကျွန်တော်၅နှစ်ရှိပြီခေါ်သားတရားရဲကြအဲ့တော့အဲ့အပွင့်လေးကိုကျွန်တော်တို့ခရုစိုက်ဖွင့်လို့တယ်ဒါကကျွန်တော်တို့ဘယ်ပါတဲ့ရဲ့ပဲဖြစ်ဖြစ်ကုတ်တွေမှမဟုတ်ဘူးဘယ်တော့ဘယ်လာဖြစ်ဖြစ်ကျွန်တော်လိုအပ်တယ် အော်ဒါကနံပါတ်1တစ်ချက်ပါကျွန်တော်တို့ဒီနံပါတ်1တစ်ချက်ကကျွန်တော်တို့ goal တွေကျွန်တော်တို့ရဲ့တခြားလေး clear ဖြစ်အောင်လုပ်ပါကျွန်တော် vision clear ဖြစ်အောင်လုပ်ပါပြီးရင်ကျွန်တော်တို့ရဲ့ဒီ landing လောက်ရတဲ့အခါမှာကျွန်တော်တို့အဲ့ကျွန်တော်တို့ရဲ့ mental state တက်ကိုကျွန်တော်တို့ရဲ့ emotional state တက်ကိုကျွန်တော်တို့တခြားလေးနားလည်အောင်လုပ်ပါအဲ့လိုလေ့လာပြီးဆိုရင်ကျွန်တော်ပုံပြီးအဆင်ပြေလာနိုင်မယ်နောက်တစ်ခုကကျွန်တော်တို့တော်တော်များများမှာကျွန်တော်ကိုယ်တိုင်ရောပဲကျွန်တော်လည်းဖြစ်ခဲ့ကျွန်တော်ကြောင်းသားရေးကျွန်တော်ကြည့်ရသူတို့လည်းဖြစ်တယ်ဘာလဲဆိုတော့ system issue ကျွန်တော်တို့တစ်ခုခုကိုလေ့လာဖို့လည်းကျွန်တော် system တကယ်လည်းလိုအပ်တယ်ဥပမာကျွန်တော်တို့ စပါတော့စပြီးလိုက်လိုက်လေဗီဒီယိုကော့စတက်နေခွာဗီဒီယိုတစ်ပုတ်ကြည့်လိုက်နောက်တစ်ကြိမ်မကြည့်တော့နောက်တစ်ကြိမ်သုံးပုတ်လောက်ကြည့်လိုက်ပြီးမကြည့်တော့နောက်တစ်ကြိမ်ကြည့်တယ်မကြည့်တော့တစ်ပတ်လောက်မကြည့်တော့ပြင်ကြည့်တယ်ဆိုအဲ့ဟာတကယ်တမ်းကျတော့ကျွန်တော်တို့ stressor မကြအောင်အဲ့မကြတာကဘာလဲဆိုတော့ဟိုမလုပ်ဖြစ်ဖို့များတယ်အဲ့ကျွန်တော်တို့အလွယ်ဆုံးဟာတစ်ခုပေါ့နော်ကျွန်တော်တို့ဒီ atomic habit လို့ပါရတာပါတဲ့ habit stacking method ကိုကျွန်တော်တို့သုံးပြီးတော့အလွယ်ဆုံးဟာတစ်ခုကိုစပြီးတိစောက်ကြည့်အဓိကကျွန်တော်ဘာသာရန်တစ်ခုမှအရေးကြီးဆုံးဟာဘာလဲဆိုတော့ဟိုကိုကွာ ဒီဟိုဘယ်လိုကျွန်တော်ပြောမလဲဘာသာရဲဆိုတာကျွန်တော်တို့ကကျွမ်းကျင်မှုဆိုတာဘယ်ရလာလဲဆိုတော့ experience လာတာဖြစ်တယ်ဗောနော် experience လာဆိုတာဒါလေးရေးကြည့်ပါဘာလို့ဆိုတော့တကယ်တမ်းဘယ်သူမှအရင်ကြီးကွာကျွန်တော်တို့ဒီ programming နေပဲဖြစ်ဘာပဲဖြစ်ဖြစ်ဘယ်သူမှကျွန်တော်အရင်ကြီးအစတွေကတော်နေတာမဟုတ်အရင်ဘယ်သူမှမတော်နေဘူးအဲ့တော့ဒါလေးကိုတက်နေသိနေရဲဆိုတာဘယ်လိုလူတွေကပို့ပြီးတက်နေသိနေရဲဆိုတော့ကြုံဘူးတဲ့လူတွေကသိနေတယ်ဥမာကတချို့တချို့ကျောင်းသားတွေအရန် programming တော်တယ်အရန်ကျွန်တော်တို့ problem solving တော်တယ်ဒါသူတို့ကသူတို့သူတို့လက် beginner ပဲ ဒီဘက်ကကျောင်းသားလည်း beginner အဲ့တော့ကျောင်းသား A ကျောင်းသား B ရှိတယ်ကျောင်းသား A လည်း beginner ကျောင်းသား B လည်း beginner ဒါပေမဲ့ကျောင်းသား A က problem solving မှာအရင်တော့တယ်ဒါပေမဲ့သူတို့က programming concept အရာကြီးမယ်ဆိုရင်တော့နှစ်ယောက်လုံးက beginner ပဲအခုမှဒီသင်တန်းကိုလာတယ်အခုမှစလိမ့်လာတယ်ဒါပေမဲ့ကျောင်းသား A ကကျတော့ background မှာ အရင်တော့ကဟိုးရင်တော့သူ့ရဲ့ငယ်စဉ်ဘဝတွေကတင်ချာပု္ပ္စာတွေဖြစ်ရှင်းတဲ့နေရာတွေပြီးတော့ပြဿနာတွေသူအများကြီးကြုံပူးတဲ့ဟာတွေသူစဉ်းစားတွေးခေါ်မှုတွေလုပ်ခဲ့တဲ့ experience တွေကြောင့်သူကဒီဘက်မှာပြတော့ပြည်လဲသွားတယ်။ကျောင်းသားပြီးရကျတော့အဲ့လိုဟာတွေမကြုံခဲ့ဘူး။အဲ့တော့သူမှလည်းစဉ်းစားရခက်တယ်ပြောချင်တာကျွန်တော်တခုခုကိုကြွမ်းကျင်နေဆိုတာဘာလဲဆိုတော့ experience ကနေလာတာကျွန်တော်တို့မှာဒီတခုခုကိုစဉ်းစားတွေးခေါ်နေနေဆိုတာကျွန်တော်တို့အုံနောက်ထဲမှာရှိပြီးသား information တွေကိုပြန်ပြီး reference လုပ်ပြီးတော့မှကျွန်တော်တို့ကစဉ်းစားတွေးခေါ်နေတာ အသက်ဆိုတာတကယ်ပြောရင်တော်တော်လေးထူးကဲနေရတယ်လို့မှလုံနိုင်တာပေါ့နော်ကျွန်တော်ကတော့အဲ့လိုလုံနိုင်နေမှာမပါဘူးဟိုကျွန်တော်က experience ရအောင်လို့တကယ် consistent ကောင်းကောင်းနဲ့လေ့ကျင့်ရမယ်လေ့လာရမယ်အဲ့တော့အဲ့စိတ်ရှည်မှုတခုလည်းကျွန်တော်လိုတယ်အဲ့ဒါလေတကယ်ရင်ရည်ကြည့်တယ်ဘာလို့ဆိုတော့ကျွန်တော်မြအခုရေတွင်သူအခုရေကြီးတောက်ရှင်လာအဲ့ဒါတကယ်အလုံးမဖြစ်ဘူးကျွန်တော်တို့ဘယ်ဘာအကုတ်တင်မှမဟုတ်ဘူးဘယ်ဘာသာရဲမှမဆိုကျွန်တော်တို့အဲ့ဒါအလုံးမဖြစ်ဘူး consistent ဖြစ်ဖို့တော့လိုလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့နှစ်ပုတ်ကြည့်မယ်ပြီးဒီနေ့ဒီ exercise ၃ခုလုပ်ကြည့်မယ်နောက်နေ့လည်းအဲ့လိုပဲကျွန်တော်အဲ့ဟာကြာလို့ရှိလို့ချင်း habit တစ်ခုဖြစ်ပြီးတော့ကိုယ်နဲ့ used to ဖြစ်လာတယ်ကျွန်တော်ဟိုအကြံပေးချင်တာတော့90 day challenge ပေါ့နော်၃လလောက်ပဲတကယ်အဲ့ဒီဘာသာရပ်ပေါ်မှာအဲ့လိုစိတ်နှစ်ပြီးတော့အကြာကြီးလည်းမဟုတ်ဘူးဗျတရက်မှာ၂နာရီလောက်ပဲကျွန်တော်တို့ systematically ကြာကြာလုပ်ကြည့်ပါလားအဲ့ဒါဆိုကျွန်တော်တို့၃လပြီးရခါမှာအများကြီးပြောင်းလဲသွားလိမ့်အမှန်နဲ့အရန်ခတ်ပါတယ်အမင်းကတော့ဘာသာကထိုင်ပြောနေတာလွယ်တာပေါ့ဆို ဟုတ်တယ်ခက်တယ်ခက်လို့ပဲလူတိုင်းမဖြစ်နိုင်တာပေါ့နော်လူတိုင်းလေးလာရဲလူတိုင်းပေါပေါမမြမဖြစ်တာဒီခက်လို့မှန်တယ်ဒါပေမဲ့အဲ့ခက်တယ်ဆိုရင်အဆင်ကိုကြော်ဝါးရဲ့ကျွန်တော်များကိုကြည့်ကြည့်လိုက်ပါကျွန်တော်များကိုကြည့်ကြည့်လိုက်ကျွန်တော်တို့ professional life တခုမှာသူနေရတဲ့သူရောက်သွားတဲ့သူတွေများကိုကလည်းအဲ့လိုမျိုးပြောင်းကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ကကြင်ကြံပေးတာတော့ try မှာဘာလို့လဲဆိုတော့ဘယ်ဟာမှတော့ကျွန်တော်အရင်အလွယ်လွယ်ကူနေရမှာတော့မဟုတ်အဲ့လိုတကယ်တမ်း pain point မျိုးကျွန်တော်အများကြီးဖြတ်ကျော်ပြီးတော့မှကျွန်တော်တို့ကသွားလို့ရမှာပေါ့နော်ဒါလေးကကျွန်တော်ဘက်ကအကြံပေးချင်တာပါ အသုံးချက်ရှိပါပြီနံပါတ်1တစ်ချက်ကကိုဘာလိုအပ်တာလဲနံပါတ်2တစ်ချက်ကကိုယ့်ရဲ့ mental state ကိုနားလည်အောင်ကြိုးစားမယ်နံပါတ်3ချက်အနေနဲ့ system တစ်ခုတည်ဆောက်မယ်နံပါတ်4တစ်ခုအနေနဲ့ဘာလဲဆိုရင်ကျွန်တော်တို့ကတော်တော်များများကကျွန်တော်ကတယောက်တည်းဖြစ်တယ်လို့ခံစားရတယ်อืมตะคู่ก็เลยได้เลยจริงๆตะหยอกแท้ไปနေจ๋าเลยโปซูราเราเราอู้เปียดิโคดินี่เราแล้วดิคิดคิดบาตาเยอะดิตลอดเมียๆเราเราแฟมิลี่อ่ะแล้วตลอดเมียน้าไม่เลยเราแฟมิลี่แล้วไต่ไม่รู้ไม่อยากมีกูหมอนมาเองเลยสอแล้วเราตึกอยู่ไต่ไม่รู้อย่างเราบ่ တငယ်ချင်းနေနေဆိုတာလေလေးလာရဲ့ဘာသာရက်ကတူတူမအဆင်ပြေအောင်ပါတော်တော်များများကျွန်တော်မတူတာများရဲ့ဒါပေမဲ့ပေါင်းလေးလာရဲ့ဘာညာဆိုတော့တစ်မျိုးပေါ့နော်အပြောချင်တာကျွန်တော်တို့မှာဘာလို့အဲ့လဲဆိုရင် community လို့ရတယ်ကျွန်တော်တို့တကယ်ကိုလေးလာနေတဲ့ဘာသာရက်ထဲမှာဝင် join ရမယ် community တကယ်နဲ့လို့ရတယ်အဲ့ဟာမှာကျွန်တော်တို့က motivation experience ပြီးရင်ကျွန်တော်တို့ဘယ်လိုပြောမလဲ timing ဆိုရင်တွေ discussion ဒါဒီအကုန်လုံးကိုရမှာပေါ့နော်အဲ့တော့ motivation ကဘာလို့လဲဆိုတော့ကျွန်တော်တို့ community တစ်ခုကိုဝင် join လိုက်ပြီဆိုရင်ဥပမာ linkedin account ဖွင့်ကြည့်လိုက်ဗျာ linkedin ဆိုကျွန်တော်တော်တော်လေးတည်တာ တရက်တရက်ဘသူတွေကဘာတွေဘာ certificate တွေယူနေတာဘာတွေလုပ်နေမျက်စိနဲ့မြင်ရအဲ့တော့ကိုယ်လည်းလှုပ်ရှင်သေးဖြစ်တယ်အဲ့လိုပဲကျွန်တော် community တစ်ခုထဲမှာဝင် join လိုက်တယ် community program တွေလိုက်ပြီးတော့ဝင်တယ်ဥပမာကျွန်တော် coding ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ technology တွေမှာလက်ရှိလုပ်နေတဲ့ဒီ programming 101 bootcamp တို့ tech exchange program တို့ဒါမှမဟုတ်လာ join လို့ရတယ်အဲ့လုံးဝ free ဆန့်ပေးရမလို့အဲ့လိုပဲရှားမှာကျွန်တော်တို့ဒီအပြင် senior တွေလောက်တွေကိုစမ်းလင်းထုတ်လုပ်လုပ်နေတဲ့ one project one month တို့ပါအကုတ်ဝင်ရေးလို့ရတယ်ပြီးရင်ကျွန်တော်တို့လက်ဖက်ရည်ဝိုင်းတို့ဒါရောက်ကြုံဝင်ပြီးစကားတွေပြောလို့ရတယ်အဲ့တော့ ဒီဒါကတော့ကျွန်တော်ရဲ့ developer level မှာကျွန်တော်တီးရတာပေါ့နော်တခြား level အသီးသီးမှာလည်းသူ့ရဲ့ community facebook group တွေသူ့ community event တွေ online event in person event တွေအများကြီးရှိတယ်ဒါတွေဝင် join ကြည့်ပါအဲ့တော့ကျွန်တော်တို့မတူညီတဲ့လူတွေရဲ့ perspective တွေကိုမြင်လာမယ်သူတို့နဲ့ကျွန်တော်တို့က align လုပ်လာနိုင်မယ် industry ရဲ့ need တွေကိုသိလာမယ်ဖြင့်ကျွန်တော်တို့ကိုယ်လည်းပါဝင်လာနိုင်မယ်အဲ့တော့ဒါအရင်အရေးကြီးတယ်ဒါကပဲကျွန်တော်တို့ကိုဆွဲခေါ်အောင်မဲ့ fact တစ်ခုထဲမှာပါတယ်ပေါ့နော်အဲ့တော့ community တွေကိုဝင် join မှာအဲ့ဒါတော့ကျွန်တော်က ဟိုအကျဉ်းပြေးတာပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်အနေနဲ့အကျဉ်းပြေးခြင်းတဲ့အချက်၄ချက်ပေါ့နော်ဘာလို့ဆိုတော့ဟိုကျွန်တော်တို့ဘာကြောင့်ဆုံးအောင်မလုပ်နိုင်လေ။ဘာကြောင့်ကျွန်တော်တို့မှအခက်အခဲဖြစ်နေလဲ။ဘာကြောင့်ကျွန်တော်တို့လမ်းပြောက်လဲဆိုတာဖြစ်ပါတယ်။အဲ့တော့အားလေးတွေကိုတစ်ချက် သတိထားဖို့အတွက်ကျွန်တော်ကတော့ကျွန်တော်သင်တန်းသားတွေကိုဒီလုတ်ပေးတဲ့ဟာလေးရှိ။အဲ့တော့နံပါတ်1ကကျွန်တော်ဘာလုပ်လဲဆိုရင် question me ကျွန်တော်ကအရင်တော့စာပဲသင်တာ စတင်တယ်ဥမာတန်နဲ့ဝင်လာတယ်အေးဒီနေ့ကတော့ဓာတ်ရိုက်တင်မယ်โอเคဓာတ်ရိုက်တင်မယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်လဲဆိုရင်ဒီရ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 ဓာတ်ရိုက်တင်မယ်တင်သွားတယ်တင်သွားပြီးရင်နားလေလမ်းမိတယ်နားလေတယ်ပြီးပါပြီဒါနောက်ပိုင်းကျကျွန်တော်ဘာလုပ်လဲဆိုတော့ကိုရှင်းလုပ်တယ်ကျွန်တော်ကတီရှင်းထက်ကိုရှင်းဝင်သွားတယ်ကိုရှင်းဆိုတာကျွန်တော်ဘာလဲဆိုတော့ဒီကျွန်တော်ရဲ့ចောင်းသားတယောက်ရဲ့ needs ကိုကျွန်တော်ကိုယ်နားလေအောင်ကြိုးစားတယ် သူရဲ့ needs and want ပေါ့နော်သူဘာလိုအပ်လဲသူဘာလိုချင်လဲဆိုတာကိုကျွန်တော်ကိုယ်တိုင်နားလည်အောင်စူးစမ်းအဲ့တော့သူ့ကိုကျွန်တော်မေးခွန်းတွေအများကြီးမေးရကျွန်တော်ကမေးခွန်းမေးခြင်းရလဲဒါအရင်ကောင်းတယ်အဲ့တော့သူများကိုကျွန်တော်မေးဒါမှကိုကိုကိုမေးကိုကိုမေးဥမာမကြောင်းမကြောက်ဆိုကျွန်တော်ဘာလို programming လေးလာလဲโอเคဘာလို့ programming လေးလာလဲသူကအာပိုင်သွန်းက trend ဖြစ်လို့โอเคပိုင်သွန်း trend ဖြစ်တာဟုတ်ပြီဘာလို့ပိုင်သွန်းမလေးလာကျင်တာလဲဟာကျွန်တော်ကတော့ data analyst လုပ်ရှင်လို့โอเคအဲ့ဘာလို့ data analyst လုပ်ရှင်တာလဲ တော့အဲ့လိုမေးရင်မေးရင်တကယ် annoying ဖြစ်တယ်လို့ထင်ရမှာတကယ်မေးရင်မေးမေးမေးနဲ့သူ့ရဲ့ inner inner goal ကိုကျွန်တော်မြင်လာသူဖြစ်ချင်တာကိုကျွန်တော်မြင်လာအဲ့တော့သူဖြစ်ချင်တာကိုကျွန်တော်ကတိမှကျွန်တော်ကဆရာတယောက်အနေနဲ့ဒါမှမဟုတ် coach တယောက်အနေနဲ့ကျွန်တော်သူ့ကိုဖြည့်ဆည်းပေးလို့ရမှာသူသွားချင်တဲ့ goal ကိုကျွန်တော်အကြံဉာဏ်ပေးလို့ရမှာအဲ့ကျွန်တော်ကနောက်ပိုင်းမှာအဲ့လိုပဲကျွန်တော်ကသွားပြစ်တယ်ပေါ့နော်အဲ့တော့မေးခွန်းမေးရကျွန်တော်တို့က တကယ် really လိုချင်တာပါလေဘာလို့ကြောင့်မှမဟုတ်ဘူးเนาะအဲဟိုဘင်းဟိုအိမ်ကခိုင်းလို့ဟိုတငယ်ချင်းကပြောလို့တငယ်ချင်းတွေကဒါလေးဖြစ်စီခြင်းလို့လုပ်တော့မဟုတ်ဘူးအဲ့လိုမေးချင်တာမဟုတ်ကျွန်တော်တို့သူ့ရဲ့ inner သူတကယ်စိတ်ထဲမှာဘာဖြစ်ရှင်လဲဆိုတော့ကျွန်တော်တို့သိအောင်မေးဖို့လည်းအများကြီးမေးရအဲ့တော့နံပါတ်1တစ်ချက်ကကိုကိုကိုမေးကြည့် okay မေးပြီးသွားရင်ကျွန်တော်နံပါတ်2ဘာလုပ်လို့ရလဲဆို okay ကိုယ့်ရဲ့မေးပြီးသွားရင်ကျွန်တော်ကိုတိသွားတယ်တိသွားတဲ့အခါကိုကျွန်တော်တို့ကဘာလဲဆိုရင် reverse ပြန်လို့ပြီးတွေးလို့ရတယ်။ Okay ဒီလိုသွားခြင်းနေဆိုရင်ဒါ යි ဒါ යි လောက်အောင်အဲလောက်အောင်မဲ့ဟာရကိုကျွန်တော်တို့ကကျွန်တော်သားဆိုရင်ပေါ့နော်ကျွန်တော်ចောင်းသားတွေကိုကျွန်တော်က objective တွေခွဲပေးလိုက်တယ်။ objective ဆိုတာ okay မင်းဒီလိုသွားမယ်ဆိုရင်မင်းဒါ යි အများကြီးလုပ်ဖို့လိုတယ်။အဲ့ဒီမှာမင်းကဒါ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  primary ကျွန်တော်အဲ့လိုခွဲပေးလိုက်တယ်။ခွဲပေးလိုက်ပြီးတော့မှအဲ့ primary objective တခုချင်းဒီမှာကျွန်တော်ပြန်ပြီးတော့မှဘာ ರೀ ဘာ ರೀ ဘာ ರೀ ပြန်လေ့လာရမယ်ဆိုတော့ကျွန်တော်ကခွဲပေး ဒါကကျွန်တော်တို့တို့အစီအစဉ်ပေးပြတဲ့အပိုင်းပဲเนาะနံပါတ်1တစ်ချက်နေနဲ့တို့ question တွေမေးတယ်တို့တကယ်လိုချင်တဲ့ဟာကိုကျွန်တော်တို့သိအောင်လုပ်တယ်သိဘူးလို့ဆိုရင်အဲ့ဟာကိုတွားလို့ရမယ် objective တွေ objective 1ဘာလို့ objective 2ဘာလို့အဲ့ဟာကိုကျွန်တော်တို့ဒီ primary ရကျွန်တော်စီပေးတယ်စီပေးပြီးတော့ objective 1မှာဆိုရင် okay ဒါရိုက်ဒါရိုက်ဒါရိုက်ပါတယ် objective 2မှာဒါရိုက်ဒါရိုက်ပဲပါတယ်အဲ့တော့မြင်ဒါရိုက်ဒါရိုက်လုပ်ဖို့ရဆိုရင်မြင်ဒီ goal ကိုတွားလို့ရပြီဆိုရင်ဟာကိုကျွန်တော်တို့ကသူ့သိအောင်စူးစမ်း အဲ့လိုလုပ်တဲ့နေရာမှာလည်းကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့က environment ကိုဖန်တီးပေးရကျွန်တော်စနောပြောတဲ့ community ပေါ့နော်ဒါကိုကျွန်တော်တို့ဖန်တီးပေးရဥပမာသူ့အတွက်သူ့ရဲ့ scale တွေကိုလက်တွေ့နေရာပြလို့ရမယ် hackathon မျိုးပွဲတွေပြီးရင်သူ့သူ့ရဲ့ scale တွေကိုပြလို့ရမယ်ကျွန်တော် one project one month လိုမျိုး program တွေပြီးကျွန်တော်တို့ coaching လုပ်ပေးရတဲ့ session တွေပြီး community based learning လောက်ဟာဒါတွေကျွန်တော်အများကြီးလုပ်ပေးပြတယ်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ကျောင်းသားပို့ပြီးတော့ဟိုဒီဘက်မှာ enjoy ဖြစ်လာသူကိုယ်တိုင်လောက်ရတာ သူ့ရဲ့အောက်ဘက်ကိုလည်းသူမြင်ရတယ်တီအိုကြီးလည်းတင်ရတယ်သူ့ရဲ့သွားချင်တဲ့ကုန်းတွေလည်းအလိုင်းဖြစ်တယ်ကျွန်တော်ပြီးပြကျွန်တော်တို့ကဘာလဲကျွန်တော်နံပါတ်၄ချက်နဲ့ကျွန်တော် pressure မပေးဘူးအဓိကကတော့ဒီတော်တော်များများကျွန်တော်တို့ရဲ့ဒီဟိုလူတွေရဲ့ကြောက်တာကဘာလဲဆိုတော့အရင် perfect ဖြစ်ချင်တာအရင်တော်ချင်တာအရင်ကောင်းချင်တာအရင်လှုပ်ရှင်တယ်တကယ်တော့လူတွေကအဲ့လိုမလုပ်ပါဘူးကျွန်တော်တို့တကယ်တော့ကျွန်တော်စလိုက်ဖို့ပဲလိုတာ ကယ်တော့ကျွန်တော် perfect ဖြစ်စရာမလိုဘူးတကယ်တကယ်လှုပ်ဖို့လိုတာကွာအဲ့တော့ကျွန်တော်တို့ကကျွန်တော်ကျွန်တော်ကျွန်တော်များများအောင်ဆိုရင်ကျွန်တော်တို့ရဲ့ pressure တွေအားမင်းဟိုဟာကြီးဒီဟာကြီးပြတ်မယ် no ကျွန်တော်မပြောဘူးအဓိကကျွန်တော်တို့ကမင်းဒါစနိုင်ဖို့ကျွန်တော်ကူပေးလိုက်တယ်အဲ့တော့ပြီးရခါမှာကျွန်တော်တို့နံပါတ်5အချက်နေနေဆိုလို့ကျွန်တော်မပါလုပ်ပေးလဲဆိုတော့ကျွန်တော်တို့ကတင်ကြားမှုထက် thinking ကိုဦးစားပေးခိုင်းတယ်တွေးခိုင်းတယ် problem တွေကိုအဓိကလက်တွေ့ကြကြဖြေရှင်းခိုင်းတယ်အဲ့တော့ဒါကကျွန်တော်တို့ဘက်ကလုတ်ပြီးဖြစ်တဲ့ဟာတွေပေါ့နော် အဲ့တော့ဒါလည်းနဲ့ဗီဒီယိုကြီးအရန်ရှိနေမှာဆိုလို့ကျွန်တော်ပြန်ပြီးတော့ပြန်ရှုပ်ပေးရမယ်ဆိုလို့ရှင်နံပါတ်1ကကျွန်တော်ပြောဆို clarity clarity လိုအပ်တယ်ကျွန်တော်တို့မှရှင်းလင်းပြတ်သားတဲ့ vision တကယ်ရှင်းလင်းပြတ်သားတဲ့ want တခုကျွန်တော်လိုအပ်တယ်ကျွန်တော်တို့သွားခြင်းတဲ့နေရာဘယ်သူကြောင့်မှမဟုတ်ဘူးเนาะတကယ်ကိုယ်ကသွားခြင်းတဲ့ကိုကိုကိုပြန်မေးကြည့်ကိုကိုကိုစဉ်းစားကြည့်နံပါတ်2ကတော့ကျွန်တော်တို့ဘာလိုအပ်လဲဆိုလို့ရှင်ကိုယ့်ရဲ့ mental state ကိုနားလည်ဖို့လိုတယ်နံပါတ်3ကကျွန်တော် stretch လိုတယ်ပြီးရင် consistency လိုတယ်ပြီးရင်ကျွန်တော်တို့တကယ်သွားမဲ့ အားမှာ wine ခုပေးမဲ့အဲ့ကျွန်တော် community ပေါ့နော် mentor တွေ friend တွေပြီးကျွန်တော်ရဲ့ဒီ community ရဲ့လူတွေအဲ့ environment တခုလိုတယ်ကျွန်အဲ့ဒါကြီးနဲ့ကျွန်တော်တကယ်သွားနိုင်တယ်တကယ်လိုအပ်တယ်ဆိုလို့ရှင်ကိုသွားခြင်းတဲ့နေရာကိုရောက်ပါမယ်အဲ့တော့ကိုတကယ်သွားရတဲ့နေသားဖြစ်တယ်ဆိုရင်ပေါ့နော်ကျွန်တော်အဲ့ဒီဟာတွေကိုလိုချင်တယ်ဆိုလို့ကျွန်တော်တို့ရှီကိုလာခဲ့လို့ရတယ်ကျွန်တော် page မှာလာပြီး swing type မြင်လို့ရတယ်ကျွန်တော်တို့ဒီ community program တွေကိုလာခဲ့လို့ရဥပမာ developer လည်းဖိတ်ရဝိုင်းဆိုရင်လာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်တယ်ပေါ့နော်အဲ့တော့ okay ဒီ video ကတော့ကျွန်တော်တို့ ဟိုဒီတော့ပါပဲအဓိကကတော့ကျွန်တော်တို့လေ့လာရတဲ့နေရာမှာဖြစ်တတ်တဲ့ဟာတွေအားလုံးကိုကျွန်တော်ဒီမှာရှင်းပြသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်